ယူသေးစွာလျှောက်ထားအပ်ပါသည့်အရှင်ဖျားတချို့အယက်ဒေသများတွင်ကျောင်းထိုင်ဖုန်ကြီးများကိုဝါစုံတင်ကန်းကတ်လူရတွင်ကျောင်းမှရှိပိသားတင်ကန်းကိုပိုက်ဆံဖြင့်ဝယ်ယူ၍ပြန်ကတ်သလိုဖြစ်နေကြပါသည့်အရှင်ဖျားထိုကဲ့သို့ကတ်လူခြင်းဖြင့်အမှန်တကယ်ကုသိုလ်ဖြစ်မဖြစ်အမှန်အတိလိုပါသည့်အရှင်ဖျားတဲ့လူတွေကဖုန်ကြီးကိုဝတ္ထုငွေကတ်ပြီးတော့ဖုန်ကြီးစီကတင်ကန်းကိုယူလိုက်တာဟာအယောင်းအဝယ်လောက်တာပဲဖြစ်တယ်နော် လူတွေကတော့အယောင်းအဝယ်လုပ်လို့ရတယ်။ယဟန်တွေကအယောင်းအဝယ်လုပ်လို့မရဘူး။အဲ့ဒီလိုလူတွေကအယောင်းအဝယ်လုပ်လို့ရတာဖြစ်တဲ့အတွက်လူတွေကယဟန်စီကသင်္ကန်းကိုဝှထုံတွေကပ်ပြီးယူလိုက်မယ်ဆိုရင်မိမိရဲ့ပစ္စည်းဖြစ်သွားတော့ကြောင့်လူတွေအနေနဲ့ပြန်လှူမယ်ဆိုရင်ကုသိုလ်ကတော့ရပါတယ်။ကုသိုလ်ကပြည့်ပြည့်မသွားပါဘူးနော်။သို့တော့ယဟန်ကတော့အယောင်းအဝယ်လုပ်လို့မရတာဖြစ်တဲ့အတွက်ဝှထုံတွေယူပြီးတော့သင်္ကန်းကိုပြန်ဆွန့်လိုက်ခြင်းဟာအယောင်းအဝယ်လုပ်တာဖြစ်တော့ကြောင့် ရူပိယတံဟောဝါဒသိခါဖို့အရာမေတ္တိပါစိတ်အဘက်တင့်သွားပါတယ်။ဒါကြောင့်ယဟန်တွေအနေနဲ့တော့မအပ်ပါဘူးနော်။အရှင်ဖယားအရေးကြီးလို့ဖြေပေးပါ။မြတ်စွာဘုရားကနိဗ္ဗာန်ရောက်သွားပြီလဲပြောသေးတယ်။တရုပ်ဝုခုံကားထဲမှာတရားမင်းကောမြတ်စွာဘုရားကောရှင်မဟာကတ္တပကောရှင်မောကလံကောကောင်းကင်ဘုံမှာနပွဲစားစားကြတယ်တဲ့။အဲ့မှာနေတယ်လို့လို့နဲ့တဲ့။တော်တော်အရေးကြီးနေပုံရတယ်နော်။ထန်ဆန်းကိုတော့ ဂူခုံပါကျဲဟူချင်းစတဲ့ဒီလေးရောက်ရဲ့အနောက်ဘက်သို့ခရီးသွားဇာလံကထေရဝါဒဗုဒ္ဓဘာသာနဲ့ဘာမှမဆိုင်ဘူးเนาะဘာကြောင့်ဘာမှမဆိုင်တာလဲဆိုရင် ဖရာဟောမဟုတ်လို့ပဲအဲ့ဒါကတရုတ်ဇာလံဖြစ်တယ်တရုတ်ဇာလံဖြစ်တဲ့အတွက်ဖရာဟောမဟုတ်တာကြောင့်နတ်ပြည်မှာမြတ်စွာဘုရားနဲ့ရှင်မဟာကတ္တပရှင်မောက္ကလံတို့နတ်ပွဲစားစားတယ်ဆိုတာတွေကအမှားတွေသာဖြစ်တယ်ဥစဉ်တို့ဗုဒ္ဓဘာသာဝင်တွေက အဲ့ဒါကိုလက်ခံယုံကြည်နေစရာမလိုဘူးเนาะနောက်ပြီးတော့အဲ့ဒီအနောက်ဘက်သို့ခရီးသွားဟာတန်ဇလန်ကဖျားဟောလဲမဟုတ်တယ်လို့ဖျားဟောနဲ့လည်းစန့်ကျင်တယ်။ဘာကြောင့်လဲဆိုရင်ထန်ဆန်းကိုတော့ကျန်းစာပြင့်တဲ့အခန်းကိုကြည့်လိုက်ပါ။အဲ့ဒီမှာအရှင်အာနန္ဒာနဲ့အရှင်မောက္ကလန်တို့ကလက်စားပြီးတော့ကျန်းစာတွေပေးလိုက်တယ်ဆိုတဲ့အခန်းပါတယ်เนาะစဉ်းစားကြည့်ပါအရှင်မောက္ကလန်နဲ့အရှင်အာနန္ဒာတို့ဟာအရိယာသူတော်ကောင်းကြီးတွေဖြစ်တယ် အဲ့ဒီလိုအရိယာသူတော်ကောင်းကြီးတွေကဒီလိုအောက်တန်းကြတဲ့အလုပ်ကိုမလုပ်ဘူးเนาะဒါကြောင့်အနောက်ဘက်သို့ခရီးသွားမှတန်းတရုတ်ဇလန်းဟာဖျားဟောလဲမဟုတ်တလို့ဖျားဟောနဲ့လဲစန့်ကျင်တယ်ဆိုတာကိုမှတ်သားထားရမယ်เนาะမြတ်စွာဘုရားသည်မြန်မာနိုင်ငံကိုကြွားဘူးပါဒလားဆရာတော်တဲ့ပါဠိတော်အထာကထာတိကာတွေမှာတော့မြတ်စွာဘုရားမြန်မာနိုင်ငံကိုကြွားကြောင်းဖော်ပြမှာသားဘူးเนาะသို့တော်လည်းပဲ အရှင်မဟာပုဏ္ဏမထေရဲ့ပင်ဖိမှုကြောင့်မြတ်စွာဘုရားသည်သူနာပရန္တတိုင်းဝါနိဇရွာတို့ကြွားဘူးကြောင်းဥပရိပါဏာတပါဠိတော်မှာဆိုထားပါတယ်။အဲ့ဒီဥပရိပါဏာတပါဠိတော်မှာဆိုထားတဲ့သူနာပရန္တတိုင်းဟာယနေ့မြန်မာနိုင်ငံဤသခိုင်းအရက်ဖြစ်တယ်လို့မြန်မာစာတမ်းတွေကဆိုပါတယ်။ဒါကြောင့်မြန်မာစာတမ်းတွေရဲ့အဆိုအရပြောရမယ်ဆိုရင်တော့မြတ်စွာဘုရားသည်မြန်မာနိုင်ငံကိုကြွားဘူးတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။ဒါကစာပေသဘောနဲ့ပြောတာပါ။ ဒီနေရာမှာသိထားရမှာကစာပေမှာပါတီဖြစ်စေအပါတီဖြစ်စေမြတ်စွာဘုရားသည်စကြဝဠာအထိကြွနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်ချေချွရမယ့်တတ္တဝါရှိမယ်ဆိုရင်မြန်မာနိုင်ငံကိုလည်းကြွနိုင်ပါတယ်ဒါကိုတော့သိထားဖို့လိုပါတယ်နော်အရှင်ဘုရားရိုသေစွာလျှောက်ထားအပ်ပါတယ်ဘုရားမြတ်စွာဘုရားရှင်ကအခုလိုစက်မှုထွန်ကားခဲ့တဲ့ခေတ်မှာပါရမီ ဖြည့်ခြင်းခဲ့ရဘုလားဘုရားဘာလို့လဲဆိုတော့ဇတ်တော်တွေအားလုံးကရှင်ဘယင်ခေတ်တွေ တော်တလေးတွေပဲတွေ့နေရလို့ပါဖရားတဲ့ပါရမီဖြည့်ခြင်းစဉ်ကာလမှာရောဖရားဘဝရောက်တဲ့အထိစက်မှုထုံကားတဲ့ခင်းနဲ့ကျုံပါတယ်ကထဝါဟနဇက်ကိုကြည့်လိုက်ပါကထဝါဟနဇက်တော်မှာတစ်သားဖြင့်ပြုလုပ်ထားသောစယံတရားနဲ့ကောင်းကင်ပြန်တဲ့အကြောင်းဖော်ပြထားပါတယ်ဒါကြောင့်ပါရမီဖြည့်ခြင်းစဉ်ကာလမှာလည်းပဲစက်မှုထုံကားတဲ့ခင်းနဲ့ကျုံပါတယ်ဖရားဘဝမှာကျုံတာကတော့အဇာတသက်နဲ့ညီကိုတော်တဲ့ဗောဓိမင်းသားဟာ ဆရာတရားအတတ်ပညာကိုတစ်ဖက်ခန်းခတ်အောင်တတ်တဲ့ကထဝါဟနအမိရှိတဲ့လူလင်ကိုခေါ်ပြီးကောကနုဒအမိရှိတဲ့အလှပဆုံးပြတ်သက်ကိုတိဆောက်ခိုင်းပါတယ်ပြတ်သက်ပြီးသွားတဲ့နေ့ရောက်ရင်ဆရာတရားအတတ်ပညာတွေမပြောင်းပွားရလေအောင်ကထဝါဟနကို တတ်ဖို့ဗောဓိမင်းသားဟာကြံစီပါတယ်ဗောဓိမင်းသားကြီးအကြံစီကိုသိတဲ့ကထဝါဟနလူလင်ဟာပြတ်သက်ပြီးခန့်ဒီအချိန်မှာပဲဂလုံးနဲ့အလားတရံတူတဲ့ဆရာတရားရင်ပြန်တစ်ခုကိုတိဆောက်ပြီးပြတ်သက်ပြီးတဲ့နေ့မှာပဲ ဲ့ဒီယင်ပြန်ကိုစီး၍ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ဆိုပါတယ်။ဒါကြောင့်ပါရမီဖြည့်ခြင်းစဉ်ကာလမှာလည်းပဲစက်မှုထွန်းကားတဲ့ခင်းနဲ့ကျုံးတယ်လို့ဖရာဘဝရောက်တဲ့အချိန်မှာလည်းပဲစက်မှုထွန်းကားတဲ့ခင်းနဲ့ကျုံးတယ်ဆိုတာကိုမှတ်သားထားရမှာဖြစ်ပါတယ်နော်။